လို့လည်းချက်ချက်ပြတ်သွားမှရှိအဲ့နော်ဘာလို့လို့ပေါ်တယ်လောင်းကြောပဲရှိဖြစ်တယ်လည်းမရှိနေတယ်လည်းမရှိတော့လည်းကြောင်းဝင်နေနေတာပေါ့ချက်ဆက်ပြီးဘယ်လိုလုပ်ကြလဲဒါနိုင်တော့ဒါလို့ဖြတ်ပြီးဘော်ဒီနာမှာပေါ့ကိုယ်ညနေအောင်ပြန်ရနိုင်သေးလားညနေအောင်တော့မရနိုင်တော့အဲ့ဘယ်ရသွားလဲဘလို့မှနေလို့ဖြစ်မှာမဟုတ်တော့ရေတိုးလိုက်ဟိုဒါတွေကမရပြိုတော့မှာအဲ့ရှင်မတွေအကုန်လုံးဒီအောက်ထဲပတ်သွားတာ ။ဟောဒီလျောက်တဲ့ကျွန်းကြောင်။လျောက်တဲ့အကုန်လုံးပါသွားတယ်။ပါသွားတဲ့ခါမှာကျွန်တော်အကုန်လုံးပြေးပြီးတော့ထွက်လိုက်။ကျွန်တော်လည်းခဏကောင်းလို့ပုံမှန်နေရ။ကလေးတွေအကုန်လုံးဒီအောင်ပြေးကြီးတဲ့နေကမင်္ဂလာပါခင်ဗျာလူတွေအားလုံးကျောင်းမချမ်းသာကြပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာကျန်နေတော့ကျွန်တော်တို့ရန်ကုန်တန်းကျောက်ကျွန်တော်တို့မန္တလေးအစကိုင်းမှာကျွန်တော်တို့ဦးရင်တွေတော်တော်များများပြည့်စည်သလိုမိသားစုဝင်တွေလည်းကျွန်တော်တို့ တိကွဲကွဲရတယ်ပေါ့နော်တကယ်မှလည်းစိတ်မကောင်းစိတ်မချမ်းမေးစရာဗီဒီယိုကြီးပဲကျွန်တော်တို့တွေ့တွေ့နေရတယ်နော်ဒီနေ့မှာတော့ကျွန်တော်တို့ဗျာဟိုငရေလောက်တဲ့ချိန်မှာအင်ပြိုကျပြီးတော့တမီးတွေကဒီဦးလေးဒီမှာဗီဒီယိုမှာပါတဲ့ဦးလေးတမီးကြတာမြုပ်သွားကြတယ်မြုပ်သွားကြပြီးတော့ကံကောင်းထောင်းမစားနိုင်ပဲခလေးတွေကသူ့မှသူထွက်လာတယ်ဒါပေမဲ့ကျွန်တော်တို့ပြိုသွားတဲ့အိမ်ကိုပြင်ဖို့အတွက်ပတ်စံလည်းမရှိဘူးလက်ထဲမှာတော့ပတ်စံလေးတောင်းမရှိဘူးတချို့ကျွန်တော်ပြောချင်တာတချို့က ဒီတော်တော်များများတော့ဒုက္ခရောက်သွားပြီ။တချို့ဘဝတွေကြတော့စားဖို့တော့အနိုင်တယ်နော်။ဟိုအစင်ပြီးတော့ဆောက်ထားတဲ့အိမ်လေးနဲ့ပေါ့နော်။အခုလက်ရှိမှာတော့အစင်မပြေလို့စားဖို့တော့အနိုင်နေဖြစ်နေဘဝတွေကိုဒီငလင်ကြီးကလှုပ်ချလိုက်တဲ့အချိန်မှာနေစရာအိမ်မှာပျောက်သွားတဲ့ဘဝတွေအများကြီးပဲဗျာ။ကျွန်တော်မန္တလေးဟောစကိုင်းမှာတပုံနဲ့တတော်လေးဥမှာအခက်ခဲဒုက္ခအကျက်တွေတွေရောက်သွားတယ်အများကြီးပဲပေါ့နော်။ဟိုအတက်နိုင်ဆုံးတော့ကျွန်တော်တို့အလူရှင်တွေဒါတော်တော်များများတော့လှုပ်ကြတယ်ပေါ့နော်။တကယ်ဒုက္ခရောက်နေတဲ့သူတွေကို အများဆုံးလှုပ်နိုင်ပါစေလို့ဆုတောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဘဝအယူကျွန်တော်တို့အုံညာအပြန်ဆောက်အောင်လေဗျာဒါပေမဲ့ဆစရာမရှိဘူးပြုံနေတဲ့အိမ်တော်ဒီမှာဒီဦးလေးကပြင်ဖို့အတွက်လက်ထမပတ်စံစောင်းမရှိဘူးပြောချင်တာအဲ့ဒါပေါ့တော်တော်လေးဦးမှာလှုပ်ခတ်သွားတယ်နေကြီးဒီငွေရကျွန်တော်တို့သူကတော့ပြီးသွားပြီသူလှုပ်သူပြီးသွားပြီသူလှုပ်သူလှုပ်ပြီးပါပြီဒါပေမဲ့ကျွန်တော်ရင်းနေနှလုံးသားထဲမှာသူကရင်းနေချင်နေလှုပ်ခတ်နေကြုံတယ်ဒီလားပြီးသူလူထုတွေက နည်းနည်းလေးကျွန်တော်တို့မူးဝေဖြစ်တာနဲ့ငရင်နှုတ်တာလားဆိုပြီးတော့သူကသူ့နဲ့ငါမနေရတော့အိမ်ပေါ်မှာထောက်လန့်မှုကြီးကကျွန်တော်တို့တစ်ချိန်လုံးကျွန်တော်တို့ရင်းနဲ့နှလုံးသားတွေကိုထည့်သွားပြီးတယ်သိလားနည်းနည်းလေးဟိုလေလေးပဲတိုက်လို့အိမ်လှုပ်ဝိုင်းတော့မှကျွန်တော်ငရင်နှုတ်တာလားဆိုတော့ဒါအိမ်ပေါ်ကပြေးစင်ရတယ်နော်ညလည်းမအေးရဲ့နေ့လည်းမအေးရဲ့ကိုယ်ဝင်ကိုယ်အိုးမှလည်းမနေရမအေးရဲ့တဲ့တကယ်ဘဝတွေမှာအချက်တဲ့အခက်ခဲတဲ့ကိုရောက်သွားတာပေါ့နော်တကယ်မှလည်းစိတ်မပေါ်ဖြစ်ဘူးကောင်းတယ်ကဲကျွန်တော်ဒီဦးလေးရဲ့ဗီဒီယိုလေးကြည့်လိုက်အောင်နော် ကလေးလေးရောက်ရှင်မလေးရောက်ကိုလိုဒီအောက်ထဲပတ်သွားတာဟောဒီဒီရောက်တဲ့ကျွန်းကြောင်ဟောဒီအကုန်လုံးပတ်သွားတာပတ်သွားတဲ့ဒီမှာကျွန်တော်ကိုလိုပြေးပြီးတော့ထွက်လိုက်ကျွန်တော်လည်းကလေးကိုလိုဘာမှနေရကလေးလေးရောက်ကိုလိုဒီအောက်ပြေးကြီးထဲနေကိုပြန်ထွက်ဟောတော်သေးတာမသိတာဘောဟောမသေးတော့မပြောက်ဘူးနော်အခုအင်းအင်းကဒီတိုင်းပြထားမှလား No, no, chance le pasa a Messi. Ey, no, no lo pasa al lado yo, ese pete ya, le Messi. Me de ya le Messi. No, no, ya voy en el mira, po. Che sabe que no lo ya. Da nai no da, le u pete bi bo din na ma ma ko. Ni ni ao pian ya nai ni la. Ni ni ao lo ma ya nai na. Ey, ni ao so ya le lo ma ni lo phet ma ma ho do, ye do lai ho da ri ya ma ya pyo do ma. ကိုခံစားပြန်လည်းမရှာနိုင်တော့ဘူးကျွန်တော်မှယောဂအရှိလက်ကလည်းဖြတ်တာအခြေောက်တွေလည်းမဆောင်ဖြစ်ပြီးကြတလုံးကရှာဖို့ကလည်းမလွယ်တော့မလဲအယောက်ျားအားနဲ့ပဲတင်းနေနေလေဟုတ်ကဲ့ဒါကကျွန်တော်တို့ဆယ်သိန်းဟုတ်ကဲ့အဲအခုတော့ရှေ့ဆက်ပြီးတော့လောက်ပိုင်းစားတော့လို့ရအောင်နော်ဒါကိုနှစ်သိန်းနော်အဲဒါကိုတူရကိုတူရမော်တော်ဆိုင်ကယ်ဆိုင်ရနှစ်သိန်းနော်ဒါ ခொနည်းသားသမီးတွေအားလုံးဆက်နေတဲ့ညီလူတွေမှာဘုလိုလူဝင်တော့အားလုံးညီလူတွေအားမငယ်ပါနဲ့ကိုကြီးကနော်ဟိုပိုက်ကြမှာဒါပဲကိုကြီးအားလုံးညီလူတွေပါလေအားလုံးလူပေးတဲ့လူတွေအားလုံးဒီလိုပဲကောယောက်ျားတယောက်ရဲ့မျက်ရည်အကျခဲ့တယ်တဲ့တကယ်သူတို့ရင်ထဲကမျက်ရည်ကျလာပြီဆိုရင်ကျင်းတည်တယ်သူတို့ရင်ထဲမှာမီးလိုပူတော်ပြီးတော့တော်တော်လေးမှခံစားနေရလို့ပေါ့နော်ဒီဦးလေးဆိုတာတော်တော်လေးမှသူ့ရင်ထဲမှာခံစားနေရတာတမင်းထရောက်လည်းပါသွားတယ် ဒါပေမဲ့ကံကောင်းစွာနဲ့ပဲကျွန်တော်တို့ပြန်ထွက်လာနိုင်တယ်။ပြန်ထွက်လာနိုင်ပေမဲ့လည်းအခုတဘူတော့အေးသွားပြီ။ဒါပေမဲ့တဘူကြတော့ဒီအင်းကြီးကိုပြန်ဖြတ်ဖို့တော့ပတ်စံမရှိဘူး။ဖြတ်ဖို့တော့တော့ပတ်စံမရှိရဗျာ။ကျွန်တော်တို့အိမ်ပြန်ဆောက်ဖို့တော့ဆိုတာဝေတာဝေ။နောက်တစ်ခုကဒီမီတွေကหนีလို့မရတော့ဘူး။မီတွေကအကုန်အပ်ကွယ်ပြီးတော့အကုန်လုံးမှာသုံးဆောက်လို့မရတဲ့ဘဝကြီးဖြစ်သွားတယ်ဆိုတော့ဘယ်လောက်ထိရက်ဆက်ထားလဲဒီငွေကြီးကကျွန်တော်ပြောချင်တာပေါ့နော်။ဘဝတစ်ခုလုံးကျွန်တော်ပျက်စီးသွားအောင်ရိုက်ချိုးပစ်လိုက်တာသိလား။ တော်တော်လေးဦးမှာဗျာလူမေးလိုက်ရပါတယ်သူတော်ဒီငွေလေးနဲ့ကို cheers တောက်ပြီးတော့နည်းနည်းပြည့်ရမလားကိုဘွားလေးပြန်ထူထောင်လို့ရအောင်လုပ်ပါဟုတ်ကဲ့ cheers နဲ့ဒီမှာအားလုံးကို cheers တင်ပါတယ်လူပေးတဲ့လူတွေအားလုံးနဲ့ cheers နဲ့ကိုကြီးနဲ့ cheers ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ cheers တင်ပါလေကျွန်တော်ဒီစိတ်ပါမလဲလုံးမလုံးနဲ့ကိုကြီးလုံးနိုင်တယ်လည်းကြာပြီနေနေလောက်ရှိပြီ အိမ်လေးပြီးသွားတာလည်းကျွန်တော်ကျမ်းမာရေးမကောင်းတဲ့ဘာမှလည်းမလုံးနိုင်တော့ကျွန်တော်မှတော့အိမ်လေးပေါ့အိမ်လေးပြီးသွားပြီဒီကျမ်းစာပြီးနေနေရတာတတော်ကဝမ်းသာလို့ကျွန်တော်ငိုတော့ဝမ်းသာလို့တကယ်ဝမ်းသာလို့ငိုတာကျွန်တော်ယောက်ျားအတင်းတာလားဘယ်နေရာမှမကြောက်တာဘူးဝမ်းသာလို့ငိုမိတာဟုတ်ကဲ့ပါအဆင်ပြေပါစေနော်ညုံးအဆင်ပြေပါစေဒါကျွန်တော်တို့9ရက်သားသမီးတွေနဲ့နိုင်ငံတကာအလှူရှင်တွေနဲ့ဒါကိုသူရလူရဲ့အလှူလေးကိုကျွန်တော်တို့လာပြီးပြေးတာဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ဒေါက်တာဝီရဲ့တရားဘေးမှာကက်ရဲ့ ပေါ်တော့ကဲ့ရမှာရှိတဲ့အိမ်တွေအကုန်လုံးပြိုကျပျက်စီးသွားတာအခုလက်ရှိပုံမှန်မြင်ရတဲ့အတိုင်းပဲဒီလိုအခြေအနေတွေဖြစ်နေပြီးတော့လူတွေလည်းပြန်နေလို့မရဘူးမြေတောင်ပြန်ရဖို့အခြေအနေနေရတယ်ဗျာနော်လုံးဝမရနိုင်တော့တဲ့အနေအထားတွေဖြစ်နေကြောက်ကြီးဖြစ်သွားပြီဒီနေရာမှာကံကောင်းတာကတော့ဒီမှာလူအသက်အန္တရာယ်မရှိဘူးဒါပေမဲ့ဟိုဘက်ဘေးမှာ ကတော့လူတွေသေတယ်ဟုတ်ဟိုဘက်ဘေးမှာလူတွေတော့၄ယောက်ပါသွားတယ်၄ယောက်လူ၄ယောက်သေသွားသေးတယ်ဟုတ်ကဲ့ပါဟိုကအများဆုံး အရင်ပြေသွားပါသေးတယ်နော်ဟုတ်ကဲ့ပါအားလေးနာပါကျေးဇူးတင်ပါတယ်ဟုတ်လားကျေးဇူးပါတယ်ခင်ဗျာနော်ဆင်ပြေပါပါနော်ဆင်ပြေပါသေးတာနော်ကျေးဇူးပါနော်အားလေးနဲ့ပြန်ကြိုးလာမယ်ဟုတ်ကဲ့တကယ်ဝမ်းသာလို့ကငုံပြီးရောက်ကြပါကဘာမှမကြောက်တတ်ပါဘူးအဲဒါပဲဒီလိုပါပဲဖြစ်တတ်ပါတယ်